အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျိုးစိုးပါပြည်ပမီဒီယာဖြစ်ပါခင်ဗျာဒီနေ့မေလာ20ရက်နေ့ထူးခြားတဲ့သတင်းချိုးကောင်းလို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ဒီဗမော်မြို့အခြေအနေနဲ့ဖားကမြို့အခြေအနေကိုတင်ပြပါမယ်ဒီနေ့မူလပိုင်းမှာဗမော်မြို့စားကား20တိတဲ့ကိုဆင်းသက်တဲ့ဒီရဟင်3စီးအနက်နှစ်စင်းကိုစစ်သူကြော KI ကပြစ်ခတ်နိုင်ခဲ့ပြီးတော့ဒဇင်းကသူတို့ပြတ်ကျသွားတယ်လို့ KI ဘက်ကတော့ပြောဆိုနေတာတွေ့ရပါတယ်ဒီအခြေအနေပတ်သက်ပြီးတော့ကျွန်တော်တို့노부ကလည်းအခိုင်အမာပြောနေပါတယ်ဒီပြောဆိုမှုအပေါ်မှာဒီ NGO ရဲ့လက်ကင်တို့တွေပြီးရင်ကျွန်တော်တို့ပြည်ပလက်ကင်တို့မီဒီယာတွေကတော့ဝေဝေးဆဆဖော်ပြနေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်ဒီအခြေအနေတွေကတကယ်ပဲပြစ်ချနိုင်ခဲ့သလား ါတကယ်ပဲသူတို့ပြောသလိုဟုတ်ခဲ့သလားဆိုတော့ကျွန်တော်တို့တရားတော့မသိပါဘူးအဲ့တော့ဒီနော်ဘူးနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်သူတို့ပြောတော့ဒီရွှေကူမျိုးရဲ့16မိုင်ကအကွာ15မိုင်ကအကွာတောဦးထဲမှာကြာတယ်လို့သူကပြောဆိုနေတာတွေ့ရတယ်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ခင်ဗျားအနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြပါတဲ့ပုံထုတ်ပြပါအဲ့တော့ဒီဘယ်နေရာမှာဘယ်နေရာမှာသူတို့ပြစ်ချနိုင်ခဲ့လို့ရရင်ကြတယ်ပေါ့ဗျာဓာတ်ပုံမထုတ်ပြလိုက်ပါလက်ရှိသူတို့တင်ပြထားတယ်သူတို့တင်ပြနေတဲ့ဒီရုပ်သံဖိုင်တွေပေါ့သူတို့သူတို့ရဲ့ဒီဆိုရှယ်အုပ်စုမီဒီယာတွေမှာဖော်ပြနေတဲ့ဒီရုပ်သံဖိုင်တွေကတော့ကျွန်တော်တို့ရခင်အောင်းတွေကိုပြင်ပြီးတင်ထားတာတွေ့ရတယ်တင်ထားတာတွေ့ရတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ noble ပြောတဲ့အခြေအနေကိုကျွန်တော်မူရင်းတိုင်းပဲတင်ပြပါမယ် တို့ကအာတို့အနေနဲ့ဒီဘုံမျိုးကိုစစ်ကူလာဖို့တဲ့ဒီရိုင်းရင်သုံးစင်းမှာတို့ပြက်ခတ်တာနှစ်စင်းကိုထိမှန်ပါတယ်။တစ်စင်းကတော့ရွှေကူမျိုးနဲ့ဆလေးမိုင်အကွာတော်တွေကိုပြက်ချသွားပါတယ်။နောက်တစ်စင်းကတော့ဒါရွှေကူမျိုးနီးကိုဆင်းသက်နိုင်ပါတယ်လို့တို့ကတော့သူကတော့ပြောတယ်။ဒါတော့သူပြောတာပါဗျာ။အဲ့တော့နောက်ဘူးအနေနဲ့တကယ်ပဲဒီရိုင်းရင်ကိုပြက်ချနိုင်ခဲ့တယ်ဆိုရင်ဒါတို့အနေနဲ့မကြမ်းခင်ရပိုင်းဒါတရက်နဲ့သုံးရက်လေးရပါဗျာ။နောက်ဆုံးနောက်ဆုံးပြတပတ်အတွင်းမှာအဲတပတ်အတွင်းမှာတို့ဓာတ်ပုံထုတ်ပြပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတကယ်ပဲလုံနိုင်ခဲ့တယ်မလုံနိုင်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ဓာတ်ပုံဓာတ်ပုံရရင်ဒါတကယ်ဟုတ်ခဲ့သလား။ မဟုတ်ခဲ့သလားဆိုတာဒါသိတာတဲ့ဒါတက်သေးလည်းဖြစ်တယ်သိတာတဲ့ဒါကလည်းဖြစ်တယ်ဒီပေါ်မှာကျွန်တော်တို့ဟုတ်ချင်းမဟုတ်ချင်းနေနေတာမဟုတ်ဘူးနော်ဘူးနေတဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြဓာတ်ပုံထုတ်ပြဒါဆိုရင်တော့ကျွန်တော်တို့ဟုတ်တယ်မဟုတ်ဘူးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီပေါ်မှာကျွန်တော်ကဟုတ်တယ်မဟုတ်ဘူးကျွန်တော်ငင်းနေတာမဟုတ်ပါဘူးနောက်ဘူးရဲ့တွဲဆုံမှုနဲ့ပတ်သက်ပြီးတော့သူတို့ကပြစ်ချနိုင်ခဲ့တယ်တောအုပ်ထဲကိုဒစီကြပါရယ်ဒစီကြပါရယ်ပေါ့ဗျာဆိုတော့ကဒစီပြုတ်ကြဒစီကတော့တိတိကျကျပြတ်ကြတယ်ပေါ့ဗျာဒစီရိုင်းဒစီပြတ်ကြမှုကတိကျတယ်ကျန်တဲ့ဒစီကတော့မတိကျဘူးဒါကသူတို့ပြောဆိုမှုတုံးသီးလာတယ် ုံးစီမှာသူနှစ်စီးဖြစ်တယ်နှစ်စီးနှစ်စီးကိုပြစ်ခတ်နိုင်ခဲ့တယ်နှစ်စီးကိုပြစ်ခတ်နိုင်တဲ့အခါမှာဒစီကတော့ဒီရွှေကူမျိုးထဲမှာသူတို့ဆက်ဆံနိုင်ခဲ့တယ်အနည်းပေါ့ဗျာနောက်ဒစီကတော့ကျွန်တော်ရွှေကူမျိုးနဲ့14မိုင်ခန့်အကွာမှာအကွာမှာဒါပြတ်ချသွားတယ်ပြတ်ချသွားတယ်အဲ့တော့ဒါနော်ဘူးပြောတာအော်ဒီတင်ပြန်ချောင်းအောင်မယ်ဆိုရင်တော့ဘုံနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်တပ်ပုံထုတ်ပြပါဗျာတပ်ပုံထုတ်ပြပါကျွန်တော်တို့ဒီတပတ်တော့မှသူထုတ်ပြနိုင်မှာပေါ့ဗျာဒါရှိတော့ဒီကနေ့ညနေအာဒီ 9နိုင်9နိုင်35အချိန်တိပေါ့ဗျာ90 90အချိန်တိသူတို့ကပြောနေတာကတော့သူတို့အနေနဲ့ဒီပြတ်ကျတဲ့နေရာကိုတွေ့သွားပြီးတော့သူတို့ဖွဲ့ရောက်သွားပြီးတော့တိသွားပြီးဆိုတဲ့အချိန်တိတော့သူတို့ဘက်ကပြောဆိုနေတာတိရတွေ့ရတယ်တိုးတော့လည်းပဲကျွန်တော်ဓာတ်ပုံမှတ်တမ်းရုပ်သားပိုင်းဗီဒီယိုကလစ်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့တို့ဘက်ကလုံးဝလုံးဝထုတ်ပြန်နိုင်ခြင်းမရှိဘူးကျွန်တော်ဒီအချိန်လေးပေါ်မှာဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးကျွန်တော်ငြင်းနေတာမဟုတ်ဘူးဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးပြောနေတာမဟုတ်ဘူးတကယ်ပဲဟုတ်တယ်ဆိုတော့တို့အနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြဗီဒီယိုကလစ်ထုတ်ပြဒါဆိုတော့ကျွန်တော်တို့ဒါသိရမှာဖြစ်ပါတယ်အဲ့တော့ရှင်းပါကျွန်တော်တာလကားရည်လည်းရှိခဲ့တယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီ KNU အဖွဲ့တွေနဲ့ KNU နဲ့ PDF အဖွဲ့တွေစပေါင်းပြီးတော့အာမြောက်ပြည်မျိုးတို့တိုက်တယ်ပေါ့ဗျာမြောက်ပြည်မျိုးတိုက်တယ်နောက်ဆုံးအမှရှိတဲ့ဒီလုံမျိုးတပ်ဖွဲ့ကလည်းနောက်ဆုံးကျွန်တော်တို့တစ်ဖက်ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့တရားမှာပြန်ပြီးတော့ခန်းစစ်ပြည်ပြန်တိုက်ခဲ့တဲ့နေသားတွေတွေ့ရတယ်နောက်ဆုံးကျွန်တော်စစ်ကိုပြစ်ကူတွေရောက်လာတဲ့အခါမှာဒီတပ်မတော်ကဒါ KNU ပါဝင်စစ်တပ်ရောအုပ်စုတွေအားလုံးကိုကျွန်တော်တို့ဒီမြောက်ပြည်မျိုးပေါ်နေပြီးရှင်းလင်းနိုင်ခဲ့တယ်ရှင်းလင်းနိုင်ခဲ့တယ်အဲ့လိုသူတို့ကအဲ့ကျွန်တော်ကျွန်တော် KNU ရဲ့ပြောရေးဆိုခွင့်ရှိတဲ့သူကအာသူတို့နဲ့မြောက်ပြည်မျိုးကြီးအလုံးစုံထိန်းချုပ်နိုင်သွားပြီအလုံးစုံထိန်းချုပ်နိုင်သွားပြီအဲ့တော့ အဲသူတို့ပြောရရစစ်ကောင်စီတက်တရတော့ဒီတောင်ရင်မြေကမ်းသားမှာပဲရှိတော့တယ်သူတို့တမျိုးလုံးထိချုံနိုင်သွားပြီစသဖြင့်ဘယ်နေရာထိနေဘယ်နေရာထိနေဆိုပြီးတော့သူတို့ဝါးလာဖြန့်ခဲ့ကြတယ်တကယ်လည်းဒီတပ်မတော်ကတကယ်လည်းကျွန်တော်တို့ဒီနေမြေရှင်းလင်းမှုတွေကိုလည်းတကယ်လည်းလုပ်လိုက်တော့ဒီအကြမ်းမတမာတွေမျိုးပေါ်ကနေပြီးတော့ကျွန်တော်တို့ဟိုအောက်ထဲကိုဆင်းသွားတယ်ဆင်းပြရတယ်ဗျာယနေ့ဒီကသူမကတ်နိုင်ဘူးရောက်ရင်မျိုးကိုယနေ့ဒီဒီစစ်တွေကကင်းနေအုပ်စုတွေမကတ်နိုင်သေးဘူးရှင်းပါလဲကျွန်တော်အဲ့လိုတာတကားတွေရှိတယ်အဲ့လိုတာတကားတွေရှိရနောက်ပိုင်းမှာဒီကရန်ကပြောရေးဆိုခွင့်ရှိတဲ့သူကတော့နောက်ဆုံးသူမီဒီယာရှေ့ကိုထွက်မလာရတော့ထွက်တော့လုံးဝပြတ်သွားတာ တော့တော့ဘူးလေအဲ့ဒါ तू ပြောတာတကယ်မှန်နိုင်မမှန်နိုင်ဖြစ်နိုင်တယ်မဖြစ်နိုင်ဆိုတက်ပုံထုတ်ပြပါကျွန်တော်တို့စောင့်ကြည့်မယ်ဟုတ်ဖို့ကျွန်တော်စောင့်ကြည့်ရအောင်ဗျာအဲ့တို့ပြောတာဒါတို့ရဲ့ထိကျုပ်တဲ့နေရာမှာရဟန်းပြစ်ကြတယ်ပေါ့အဲ့တော့တို့ရဲ့ထိကျုပ်တဲ့နေရာမှာရဟန်းပြစ်ကြတယ်ဆိုတော့တို့ရောက်အောင်ရှာပါဗျာရောက်အောင်ရှာပြီးတက်ပုံတင်ပါဗျာဟုတ်တယ်မဟုတ်ဘူးဗျာဒါကျွန်တော်တို့စောင့်ကြည့်ရမှာ စောင့်ကြရမှာအဲ့တော့ဒါကကျွန်တော်တို့ဘာမမြတ်အခြေအနေဘာမမြတ်အခြေအနေနဲ့ပတ်သက်ရင်တက်မလို့ကတော့ကျွန်တော်တို့လက်ရှိရှိနေတဲ့နယ်မြေတွေအားလုံးကိုကျွန်တော်ရခဲတိုင်းပဲကျွန်တော်ထိချုပ်နိုင်တယ်တိုက်ပွဲတွေကတော့ကျွန်တော်ငြိမ်သက်နေတယ်ဒီတက်မလို့တော့လိုအပ်တဲ့ကျွန်တော်တို့ဒီ drone drone တွေနဲ့ကဲတော့ပြီးတောက်ချောက်ကြီးနယ်မြေရှိလုံးတွေတောက်ချောက်တောက်ချောက်လုပ်နေတယ်ဒီလေကြောင်းပြုတ်ကလေးတောက်ချောက်ရှိနေတယ်ဒါတော့ကျွန်တော်ဘာမမြတ်အခြေအနေနဲ့ပတ်သက်ရင်တော့ယနေ့ကြီးကျွန်တော်တို့စွန့်ကြာမရှိသေးဘူးနောက်တစ်အခြေအနေတစ်ခုကကျွန်တော်တို့ဖားကန်ရဲ့အခြေအနေတော့ဖားကန်ရဲ့အခြေအနေတင်ပြမယ်ဆိုလက်ရှိဒီဖားကန်မှာကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေဆဲဖြစ်တယ်လို့ကျွန်တော်တို့နားလျားတယ်ဒီနေ့ဆက်ဖြစ်တယ်။ဖားကမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ဒါဒီတက်မလို့ကဖားကမျိုးကိုဖားကမျိုးမှာရှိတဲ့ကျွန်တော်အရေးပါတဲ့နေရာလေးကိုပြန်ပြီးထိချုပ်နိုင်ဖို့အတွက် ဧပြီလ23ရက်နေ့ကစပြီးတော့ကျွန်တော်စစ်ကြောင်းကြီး3ကြောင်းနဲ့ကျွန်တော်နေမြေရှင်းလင်းမှုတွေလုပ်တယ်။ပထမစစ်ကြောင်းတော့ကျွန်တော်မိုးကောင်း၊ကာမိုင်း၊နှံရ၊လုံခဲဖားကတ်အဲ့ဒီလမ်းပိုင်းကိုတက်မလို့ကကျွန်တော်တောက်လျှောက်နေမြေရှင်းလင်းမှုတွေလုပ်တယ်။နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ကျွန်တော်တို့ဒီနမတီလဝါတနိုင်ဖားကတ်အဲ့ဒီလမ်းပိုင်းကနေတခါထက်တက်တယ်။နောက်ထပ်လမ်းပိုင်းတစ်ခုကတော့ကျွန်တော်အင်တော်ဖားကတ်အဲ့ဒီလမ်းပိုင်းကဆက်တက်တယ်ပေါ့ဗျာ။ကျွန်တော်တတိယပြည့်ဒီစစ်ကြောင်းကြီး3ကြောင်းနဲ့ဒီဖားကတ်မျိုးကိုခြစ်တက်တယ်။ခြစ်တက်တဲ့ခါမှာအကြမ်းဖက်သမားတွေကတော့လမ်းကြောင်းကနေတော့ဖျက်တောက်မှုတွေတောက်လျှောက်လုပ်တယ်။ အဓိကတိုက်ပွဲတွေအပြည့်အထန်ပြီးဖြစ်နေတဲ့နေရာကကျွန်တော်တို့ဒါပထမစစ်ကြောင်းဖြစ်တဲ့မိုးကောင်းကမိုင်လုံခဲဖားကအဲ့ဒီလမ်းပိုင်းမှာကျွန်တော်တို့တိုက်ပွဲတွေပြင်းထန်ထန်ဖြစ်တယ်။အကြမ်းတ်သမားတွေဒီတပ်မတော်စစ်ကြောင်းတွေတော့ဖျက်တောက်ဖို့လုပ်တယ်။လုံတဲ့ကမှာတပ်မတော်ကကျွန်တော်တို့ဒါတီတီမိမိရှင်းလင်းနိုင်ခဲ့တယ်။လေကြောင်းပြစ်ကူလက်နက်ကြီးပြစ်ကူနဲ့ဒီနေပြည်တော်ကျွန်တော်ရှင်းတယ်။ရှင်းတဲ့ကမှာဒီကနေ့မေလ20ရက်နေ့မှာဖားကမြို့နဲ့ခွန်တမိုင်ကအကွာအကွာရောက်သွားပြီ။ဒီနေ့ပြည်ကျွန်တော်တို့ဖားကမြို့နဲ့ပြောင်းအောင်ကြီးဝါနီကိုရောက်သွားပြီ။တပ်မတော်စစ်ကြောင်းတွေအဲ့ဒီကိုရောက်သွားပြီ။ဖားကမြို့ကကျွန်တော်တို့ KIA ရဲ့ဒါဘန်နာဝင်ရရှိတဲ့နေရာ။တော့တနေ့တနေ့ပြားဒီဖားကဒေသကထွက်တဲ့ဒီကြောက်စိမ့်တွေကို KIA ရတာမနေဘူးပဲ။ ခင်ဗျာအခေါ်ကောက်နေရကျွန်တော်တို့ရှင်းအောင်ပြောမယ်ဆိုခင်ဗျာဒီလက်ရှိလက်ရှိပြပွဲတွေပြနေတဲ့ဒီကြောက်စင်းတွေထက်ကြောက်စင်းရဲ့အရေးသွေးထက် KIA ကနေပြီးတော့ကျွန်တော်တရားမဝင် KIA KIA ကနေပြီးတော့ KIA ကိုကျွန်တော်အခုံပေးပြီးတော့ထွက်တဲ့တရုတ်ကိုထွက်တဲ့ကြောက်စင်းရဲ့အရေးသွေးတော့ခင်ဗျာအများကြီးပါတယ်လို့ဒီကြောက်စင်းလုပ်ငန်းရှင်တွေပြောတယ်လက်ရှိကျွန်တော်ကြောက်စင်းကုန်တယ်တွေပြောတယ်ဒီမှာဒီမှာကျွန်တော်တို့ဒီနေပြည်တော်ကပြနေတဲ့ကြောက်စင်းတွေထက်ဒီတရားမဝင်ထွက်တဲ့ KIA ကိုအမိပြုတရားမဝင်ထွက်တဲ့ကြောက်စင်းကပို့ပြီးတော့ကျွန်တော်ဒီထက်တန်ဖိုးကြီးလို့ပြောတယ် ပြောတယ်။ဟောဖားကဒေတာမှာကျွန်တော်တို့ဒီကြောက်စိမ့်တူဖို့ဆိုရင်နံပါတ်2ချက်ပဲရှိတယ်။နံပါတ်1 73စီဝင်လို့မရရင်ကြောက်စိမ့်တွေတူလို့မရဘူး။ဒုတိယချက်ကကျွန်တော်တို့ဒီမိုင်းမိုင်းတွေမရှိရင်ကြောက်စိမ့်တူလို့မရဘူး။ဒီ2ချက်ဒီ2ချက်ကိုကျွန်တော်ကတ်သက်ထားနိုင်ရင်တော့ကျွန်တော်တို့ဒါကြောက်စိမ့်တူလို့မရဘူး။တိုးတော်လည်းပဲကျွန်တော်တို့ကြောက်စိမ့်တွေကတူနေစေဖြစ်တယ်။လက်ရှိကျွန်တော်တို့ KI ရင်ကတော့တို့ဒါရခင်ကထိချုပ်ခွင့်ရတဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့စာသင်ကျောင်းတွေစာသင်ကျောင်းတွေဖြတ်တယ်။စာသင်ကျောင်းတွေအောက်ကနေစာသင်ကျောင်းတွေကိုဖယ်တယ်။ဖယ်ပြီးတော့ကျွန်တော်တို့စာသင်ကျောင်း area တွေမှာကြောက်စိမ့်တွေတူတယ်။နောက်တစ်ခါကျွန်တော်တို့ဒီတိုက်နေစေယုံတွေကိုဖယ်တယ်။ဖယ်ပြီးတော့တိုက်နေစေယုံအောက်ထဲမှာရှိတိုက်နေစေယုံကို တိုင်းနေစေးအောက်ကိုကျွန်တော်တို့ဒီတူးဖော်ပြီးတော့ကြောင်စင်းတွေတွေ့တယ်နောက်တစ်ခါကျွန်တော်လူတွေရက်ွက်တယ်ဖယ်မလားမဖယ်ဘူးလားမဖယ်ညာဘက်ဆိုရင်မဖယ်တဲ့အိမ်ကျမတို့မဖယ်နိုင်ဘူးညာဘက်အဲ့ဒီလူမဖယ်ဘူးပြောလို့အပြောက်အဲ့လိုတောက်ချောက်ရှင်းတယ်လက်ရှိတက်မလို့ကတော့ကျွန်တော်ရက်ခဲထိချုပ်ခဲ့တဲ့နေရာတွေဆုံးရှုံးတယ်ဆုံးရှုံးတဲ့မှာအဲ့ဒီနေရာတွေပြန်ပြီးတော့ဆုံးမနိုင်မှုတွေ့လာတက်မလို့ကတော့ကျွန်တော်တို့ဖားကန့်ကိုစစ်ကြောင်းကြီး၃ကြောင်းနဲ့ဒါချီတက်လာတယ်လက်ရှိတော့ကျွန်တော်တို့ဒီဖားကန့်မြို့နယ်ပြားအုံကြီးကအဒီပြားအုံကြီးကကျော်သွားပြီဖားကန့်ဘောကိုဆက်ပြီးဥတည်နေတယ်ဥတည်နေကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြံမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဖားကန့်နဲ့ဗမော်မြို့အခြေအနေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ် ဒုတိယဒီမိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မီဆိုနယ်ပလောက်ဝတရားမွေကုံတမှုကိုတရားမွေကုံတမှုကိုကျွန်တော်အိန္ဒိယအစိုးရကကန့်သတ်လိုက်တဲ့အချင်းလေးလက်ရှိကျွန်တော်တို့ဒီစစ်သွေးကြွအေနဲ့ဒီချင်းလက်နက်ကိုင်ဖွဲ့တွေအမိကိုအားထားတဲ့ကုံတမှုကကျွန်တော်တို့ဒီမီဆိုနယ်ပြည်နယ်ပါ မီဇိုရန်ပြည်နယ်နဲ့ကျွန်တော်တို့ဒီပလောက်ဝါနဲ့ကုံတုံမှုတွေပြုလုပ်တယ်အဲ့ဒီကနေပေါ့အဲ့ဒီကနေတဆင်ကျွန်တော်တို့တစ်ဖက်ချင်းတောင်နယ်ဘက်ကိုသွားတယ်တစ်ဖက်ကတော့ကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းကနေသွားတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကနေပြီးတော့ကျွန်တော်တို့ရခိုင်ပြည်နယ်ဒီတောင်ကုန်းကနေပြီးတော့ရခိုင်ပြည်နယ်ဒီတောင်ပိုင်းကြီးဖြတ်တယ်ဒါအေးရဲ့ကျွန်တော်တို့စဉ်းစားအေးရဲ့ရိတ်ခါရရှိရလမ်းကြောင်းပေါ့နောက်ထပ်ရိတ်ခါရရှိရလမ်းကြောင်းကတော့ကျွန်တော်တို့ဒီပြည်တွင်းကဆိုရင်တော့တစ်ဖက်ကကျွန်တော်အေးအဝေးတိုင်းဘက်ကနေပြီးတော့ဒီရခိုင်ပြည်နယ်တောင်ပိုင်းဘက်ကိုကျွန်တော်ဆက်လီတွေနဲ့ဝင်တယ်ပြီးရင်ကျွန်တော်ကုန်းလမ်းကနေသွားတယ်ပေါ့ကုန်းလမ်းကနေသွားပြီးတော့ကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းကိုရောက်တယ်အဲ့ဒီကနေပြန်ဖြတ်တယ်ပေါ့နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ကျွန်တော်တို့တစ်ဖက်ကျွန်တော်တို့ဒီမကွေးတိုင်းဆောရနေပြီးတော့ဆောရနေပြီးတော့ကျွန်တော်တို့စောချေတွေးလမ်းလမ်းအတိုင်းကျွန်တော်တို့တစ်ဖက်ကဒီချင်းတောင်တက်တယ်တစ်ဖက်ကတော့ကျွန်တော်တို့ဒီပလောဝါ ဘက်ကိုသွားတယ်။အဲဒီလိုကနေပြီးတော့ကျွန်တော်တို့ဒီချင်းလက်တကိုင်ဖွဲ့တွေနဲ့တပတ်ကကျွန်တော်ဆက်သွေးကြေးရီကရိတ်ခါရရှိနေတာ။အဓိကသူတို့ရိတ်ခါရရှိရပင်မလမ်းကြောင်းကဒီပြည်တွင်းကနေပြီးတော့သူတို့ဒီရိတ်ခါရရှိမှုကအကန့်အသတ်ရှိတယ်။ထို့သောလည်းပဲဒီအိန္ဒိယနိုင်ငံနဲ့ဒီတရားမဝင်ကုန်သွယ်မှုပြုလုပ်တဲ့ဟာကသူတို့ရဲ့ဒီပင်မကုန်သွယ်ရေးကုန်သွယ်မှုရရှိနေတဲ့ဒီကုန်ပစ္စည်းရရှိနေတဲ့နေရာဖြစ်တယ်။ဒီမီဇိုရန်မီဇိုရန်ပြည်နယ်ပေါ့မီဇိုရန်ပြည်နယ်ကပြီးခဲ့တဲ့ကျွန်တော်တို့16ရက်နေ့မှာသူတို့ထုတ်ပြန်တယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီဘိုးအစိုးရရဲ့ညွှန်ကြားချက်အရအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောက်တလိုင်ခရိုင်လောက်တလိုင်ခရိုင်နယ်ဒီပလောက်ဝကိုပို့ဆောင်နေတဲ့ ဒီကုန်စည်တွေအားလုံးကိုရပ်ဆိုင်းလိုက်ကြောင်းသူတို့ဘက်ကထုတ်ပြန်လာတယ်။ဒီသတင်းသားပတ်သက်ရင်ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ဒီပြည်တွင်း local media တွေပေါ့ဗျာ။ local media လည်းဒီအခြေအနေကိုကျွန်တော်တို့ဒီတရားဝင်ထုတ်ပြန်တာတွေ့ရတယ်။တရားဝင်ထုတ်ပြန်လာတယ်။အဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ဒီမေလ16ရက်နေ့ကနေစပြီးတော့ဒီမီဇိုရန်ပြည်နယ်နဲ့ပလောဝါတို့ချိန်ဆက်ထားတဲ့ကုန်သွယ်မှုလမ်းကြောင်းတွေအားလုံးကိုကုန်သွယ်မှုလုံးဝမပြုတ်လောက်တော့ဘူးအိန္ဒိယဆိုကရက်လိုက်ပြီ။ရက်လိုက်တဲ့အတွက်ကျွန်တော်တို့ဒီတလားကနေပြီးတော့3လအတွင်းမှာတလားကနေ3လအတွင်းမှာချင်းပြည်နယ်မှာရှိတဲ့ ချင်းပြည်နယ်မှာရှိတဲ့တနည်းပြစစ်သေးကြွလာအောင်မှာရှိတဲ့နေထိုင်တဲ့ဒေသမှာကျွန်တော်တို့ကုန်စည်ပြတ်တောက်မှုတွေဖြစ်မယ်ဆက်သုံးပြတ်တောက်မှုတွေဖြစ်မယ်စေဝါပြတ်တောက်မှုတွေဖြစ်မယ်လူသုံးဖို့ပစ္စည်းပြတ်တောက်မှုတွေဖြစ်မယ်ဒီဒီဘက်မှာကျွန်တော်တို့ဒီရခိုင်ပြည်နယ်ဘက်မှာရခိုင်ပြည်နယ်တောင်ပိုင်းမြောက်ပိုင်းဒေသတွေမှာဆိုရင်လည်းကျွန်တော်တို့ဒါစေဝါရိတ်ခါလူသုံးကုန်ဒီပြတ်တောက်မှုတွေကကျွန်တော်တို့ဆက်ပြီးတော့တည်ကြီးမမတွေ့လာမယ်နေတာဖြစ်တယ်အဲ့တော့ဒီအချိန်နေနဲ့ပတ်သက်ရင်အိန္ဒိယအစိုးရကဘယ်လောက်ထိ ကတ်တတ်နိုင်မယ်ဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြံမှာဖြစ်ပါတယ်။ဥပမာကျွန်တော်တလားလောက်ကတ်တတ်ပြီးတော့ပြန်ဖို့မယ်ဆိုတော့တိတ်ပြီးတော့ကြီးကြီးမားမားပြောင်းလဲမှုတော့မဖြစ်နိုင်ဘူး။ပို့သော်လည်းပဲကျွန်တော်6လကနေတစ်နှစ်အတွင်းမို့6လကနေပြီးတော့တစ်နှစ်အတွင်းကိုဒီရိတ်ခါနေဖြတ်တော့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒါစစ်သေးကြော A နဲ့ဒါချင်းလက်နှကိုင်ဖွဲ့ဒီအရှိုက်ကိုကျွန်တော်တို့ဒါအထုတ်ခံမယ်အနေထားပါပဲ။ကျွန်တော်လက်နှကိုင်တစ်ဖွဲ့ရက်တီဖို့ဆိုတာငွေရှိအောင်လည်းကျွန်တော်တို့ရက်တီလို့မရဘူး။ပတ်စံနေရှိနေပေမဲ့ရက်တီလို့မရဘူး။လက်ရှိမှာတော့ကျွန်တော်တို့တစ်ဖက် ဒီစစ်သွေးကြအေးနဲ့ဒီချင်းလက်ကရဲ့အဖွဲ့တွေမှာတော့ဒီငွေကြီးကအတောင်နေရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီအဖွဲ့တွေကကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာရှိတဲ့ဒါမျိုးတွေကိုတို့တိုက်တဲ့ခါမှာအဲ့မှာရှိတဲ့ဒီစီဝိုင်းဘဏ်တွေကနေငွေတွေရတယ်။ပြီးရင်ကျွန်တော်တို့ပုတ်လူရဘဏ်တွေကနေပြီးငွေတွေရတယ်။ငွေရတယ်၊ရွှေရတယ်ပေါ့ဗျာ။တို့မှကျွန်တော်တို့ငွေဘဏ်တာငွေကအတောင်နေရှိတယ်။ပြီးရင်ကျွန်တော်ချင်းပြည်နယ်ဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒါချင်းပြည်နယ်မှာရှိတဲ့မျိုးတွေကိုဒီစစ်သွေးအုပ်စုတော်ဝင်တိုက်တယ်။ဝင်တိုက်တဲ့ခါမှာမျိုးပေါ်မှာရှိတဲ့ကျွန်တော်ဘဏ်တွေကပတ်စံတွေကိုမြောင်မြောင်စွာရတယ်။ဒီပုတ်လူရဘဏ်တွေထဲကနေပတ်စံမြောင်မြောင်စွာရတယ်။ပြီးရင်ကျွန်တော်စီဝိုင်းဘဏ်ကနေပြီးတော့တို့အဲပြည်သူလူထုစုဆောင်ထားတဲ့ပတ်စံတွေကိုမြောင်မြောင်စွာရတယ်။တို့ကတော့ကျွန်တော်တို့ဝင်ဝင်နဲ့ပတ်တိုင်တော့တို့မှကျွန်တော်တောင်းတင်းတဲ့အနေအထားတစ်ခုရှိတယ်။ ို့တော့လည်းပဲကျွန်တော်ပတ်စံနေတော့ရှိနိုင်တယ်ရှိနေတယ်ကုန်စည်တွေဝယ်လို့မရဘူးဆိုရင်လည်းပဲတို့တို့မှကျွန်တော်အခက်အခဲတော့ရှိတယ်ဒီလက်နက်အဖွဲ့ရက်တီဖို့ဆိုရင်တို့တို့ကိုတို့တို့ကိုကျွန်တော်တို့ထောက်ပံ့ပေးတဲ့တနည်းအားဖြင့်တရားဝင်ကုန်သမှုပြုတဲ့နိုင်ငံတွေရှိမှသာလေတို့ရက်တီလို့ရတာနံပါတ်၁ကျကျွန်တော်တို့ KIA ဘာကြောင့်ရက်တီနိုင်လဲတရားဆူရနဲ့တို့ပလဲနန္ဒပလဲနံပါတ်တင်လို့တို့ရက်တီလို့ရတယ်ဒီ KIA ကတရားဆူရကိုကျွန်တော်တို့မြေချတတ်ထုတဲ့တရားဝင်ရောင်းပေးတယ်တရားကဝယ်တယ်အဲ့တော့တရားကတို့ကိုအဲဒီ KIA လိုတဲ့အရာတွေအလုံးတရားပံ့ပိုးတယ်ထို့ဒီပါပဲကျွန်တော်တို့ဒီဖက်တစ်ဖက်ကျွန်တော်တို့ရှမ်းမြောက်ဒေသကိုလည်းပြန်ကြည့်လိုက်ပါအဲ့မှာကျွန်တော်တို့ရှမ်းမြောက်ဒေသမှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေ လက်နက်ကိုင်အဖွဲ့တွေဆိုလည်းပဲကျွန်တော်တို့တစ်ဖက်ကဒီနိုင်ငံတော်ရဲ့တရားစတာတွေကိုတရုတ်ကတခုစင်းနဲ့ဝယ်တယ်ဝယ်ပြီးရင်တို့ကဒီဒီအဖွဲ့တွေလိုတဲ့စားရေးခောက်ပြတ်ထောက်ပံ့တယ်ဒီလိုနဲ့ပဲတို့လည်းပတ်နေတာအဲ့တော့လက်နက်ကိုင်အဖွဲ့တွေကျွန်တော်တို့ဒီရှင်းသန်လှုပ်ရှားရခြင်းအကြောင်းရင်းရှင်းသန်နိုင်ခြင်းအကြောင်းရင်းကသူရဲ့အိန္ဒိနာချင်းနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုမှာများစွာကြီးမားမှုတွေရှိတယ်နောက်ထပ်ကျွန်တော်တို့အိန္ဒိယရဲ့အခြေအနေတခုကဒီမေလ14ရက်နေ့မှာတခုဖြစ်သွားတယ်အဲ့ဒါကတော့ကျွန်တော်ဒီအိန္ဒိယနဲ့တမူအိန္ဒိယနဲ့ကျွန်တော်တို့ဒီစကိုင်းတိုင်းတမူမြို့နယ်ရဲ့အဆက်မြန်မာနဲ့အိန္ဒိယနိုင်ငံရဲ့ဒီနေဂျာစီတနည်းအားဖြင့်တမူမြို့နယ်တမူးမျိုးနဲ့ပါချက်စစ်စစ်ရော PDF အဖွဲ့တွေက ထန်စင်းထန်စင်းလားထန်စင်းရွာပေါ့ဗျာထန်စင်းရွာမှာရှိတဲ့ဒီ PDF ဖွဲ့တွေကသူတို့ကအိန္ဒိယနိုင်ငံတဲ့ကိုဝင်ရောက်ပြီးတော့အိန္ဒိယနိုင်ငံသားတွေပိုင်ဆိုင်တဲ့ကျွဲနွားတွေစာရိတ်ကတွေကိုလက်နက်နဲ့ဝင်ပြီးဓားတိုက်တယ်ဝင်ယူတယ်ဝင်ယူတဲ့အခါမှာဒီလိုမျိုးဝင်ယူရတာကကျွန်တော်တို့အခါမောင်းမနေတော့ဘူးအဲ့တော့ကျွန်တော်တို့ဒီအိန္ဒိယမှာရှိတဲ့ဒေသလုံးကျောက်တပ်ဖွဲ့တွေကဒီနေမီတဲ့ကိုဝင်ရောက်လာတဲ့ဒီ PDF ဆရာကိုရှင်းလိုက်တယ်ရှင်းပြီးတော့ကျွန်တော်တို့ဒါ16ရက်နေ့မှာအလောင်းတွေကိုဒါနေချောင်းကိုပြန်ပို့လိုက်တယ်ပေါ့အဲ့တော့အိန္ဒိယအစိုးရနဲ့ဒီနာဆာကရဲ့တန်ငင်းတမန်ငင်းတွေကကျွန်တော်တို့ဒါတိတာထင်ရှားတဲ့အနေအထားတစ်ခုကိုရောက်လာပြီးရောက်လာပြီးအဲ့တော့ရောက်လာတဲ့အတွက်ကျွန်တော်တို့ဒါ ဒါကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့အခြေအနေအပြင်ကျွန်တော်တို့ဒီချင်းပြည်နယ်အခြေအနေကဘာတွေဆက်ပြောင်းဆက်ပြီးတော့ပြောင်းလဲလာမလဲအိန္ဒိယမြန်မာရဲ့ဒီဆက်ဆံရေးတွေတိုးတက်လာမယ်ဆိုရင်တော့ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့တွေရှင်သန်မှုကတော်တော်လေးတော့အခက်အခဲရှိနိုင်ပါတယ်ပြီးခဲ့တဲ့ကာလမှာအိန္ဒိယတပ်မတော်နဲ့မြန်မာတပ်မတော်တို့ဒီတပ်မတော်နဲ့ရပူးပေါင်းပြီးတော့အိန္ဒိယမြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့အကြမ်းဖက်တွေကိုနှစ်နိုင်ငံတတိယတတိယဖက်လှည့်ပြီးတော့ကျွန်တော်ရှင်းလင်းခဲ့တဲ့အနေအထားတွေတွေ့ရတယ်အဲ့ဒီရဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီစစ်ဆေးမှာတော့တကယ်အောင်မြင်မှုကြီးကြီးမားမားရတယ်အကြမ်းဖက်သမားတွေကျွန်တော်တို့ရှင်သန်ွက်ရှင်သန်လို့ရတယ်တိုးတော်လည်းကြီးထောက်ွက်မရခဲ့ဘူးကြီးထောက်ွက်မရခဲ့မရခဲ့ဘူးကျွန်တော်တို့ဒီ CNF ဆိုရင်လည်းပဲဒါတို့ဒါ ရှင်းသင်ခွင့်တော့ရတယ်ဒီလက်နက်ကိုင်ဖွဲ့ကြီးကျွန်တော်ကြီးထွားခွင့်မရခဲ့ဘူးထို့တော်လည်းပဲကျွန်တော်တို့ဒီ2021ကာလနောက်ပိုင်းမှာကျွန်တော်အိန္ဒိယအစိုးရကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တို့ဒါကျွန်တော်တို့ဒီလက်နက်ကိုင်ဖွဲ့ကြီးကိုတိုးဝိုက်တော်နည်းနဲ့ဒီပြည်နယ်အစိုးရအဖွဲ့တွေကပံ့ပိုးမှုတွေလုပ်တယ်ပြည်နယ်အစိုးရအဖွဲ့တွေကပံ့ပိုးမှုတွေလုပ်တဲ့အတွက်ဒီလက်နက်ကိုင်ဖွဲ့တွေကြီးလာတယ်ဒေသမှာကျွန်တော်မတိမငြိမ်မှုတွေဖြစ်တယ်ဒီကျွန်တော်တို့ချင်းပြည်နယ်မှာမတိမငြိမ်မတိမငြိမ်မှုတွေကတစ်ဖက်ကျွန်တော်တို့ဒါဒါကျွန်တော်တို့ မီဆိုရန်ပြည်နယ်ထဲမှာလည်းတကယ်ဒီလူမျိုးစုတွေကြာကျွန်တော်ပို့တိုက်မှုတွေဖြစ်တယ်လူမျိုးစုနေရာကြာကျွန်တော်တပ်ဖြတ်မှုတွေဖြစ်တယ်ပြီးလူမျိုးပြိပကတွေပါကျွန်တော်ဖြစ်ပေါ်လာတဲ့အနေအထားတွေပါတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီတရုတ်ပြောင်းသွားမယ်ဆိုတော့ဒီမြန်မာနိုင်ငံတည်ငြိမ်ရေးအတွက်ဒါအိန္ဒိယအစိုးရကသူဘယ်လောက်ထိဒီကြပို့ပြီးတော့ပြင်းပြထန်ထန်ဆက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးဆောင်ရွက်ပေးနိုင်မလဲဆောင်ရွက်ပေးမလဲဆိုတော့ကျွန်တော်တို့ဒါဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်နောက်ပြတင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကျွန်တော်တို့ဒီရွှေခေါင်းလောင်းဆရာတော်တို့ခေါ်တဲ့ ဒီဆိုင်ပေါ့ဗျာရွှေခေါင်းလောင်းဆရာတော်ခေါ်ဆိုင်အဲ့အဲ့ပုံကိုခင်ဗျားတို့မြင်ပါလိမ့်မယ်ခေါင်းကလော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 င်းလောင်းလောင်းလူရကလောင်း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 ဆိုသူကဒီဘာသာရေးခေါ်ပြောမှသူအဆုံးရောက်တယ်ဘာသာရေးခေါ်ပြောမှအဆုံးအဆုံးရောက်တယ်အဆုံးရောက်တယ်ဒီဗုဒ္ဓဘာသာကိုသူချိုးနေပြီးတော့ပြောဆိုတာကြီးကျွန်တော်မကြာခဏတွေ့ရတယ်နောက်တစ်ခုကသူကဒီရှမ်းမြောက်ဒေသမှာဂေယာတွေဖွင့်ပြီးတော့ဒါခလင်းငယ်တွေကိုသူတို့ခလင်းငယ်တွေကိုခလင်းငယ်တွေကိုကျွန်တော်တို့အရွယ်ရောက်တဲ့ခလင်းငယ်တွေကိုယောက်ျားသားဆိုရင်ကျွန်တော်တို့ဒီလက်နက်ကိုင်ဖွဲ့ရီကိုပို့တာတွေမင်းခလင်းငယ်တွေကိုသူကိုယ်တိုင်လင်းညုံပြုတာတွေလင်းကြမ်းဖက်မှုပြုလုပ်တာတွေနဲ့နာမည်ကြီးနေတယ်သူဆိုင် ူ့ကိုပြီးခဲ့တဲ့ဒီ2014ခုနှစ်စက်တင်ဘာလ10ရက်နေ့ညပိုင်းမှာရှမ်းပြည်နယ်အစီပိုင်းတာလီမြို့မှာသူ့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့တယ်။ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာဒါသူ့ကိုကျွန်တော်တို့ဒီကျူးလွန်နေပြစ်မှုတွေအရဒါစစ်ဆေးတဲ့နောက်ပိုင်းမှာကျွန်တော်တရားရုံးကတရားရုံးကကျွန်တော်တို့ဒီအမိန့်ချလိုက်တဲ့အခါမှာထောင်းနှံ16နှစ်နဲ့3လဒါကြာခံလိုက်ရတယ်လို့သူ့ရဲ့အမျိုးသမီးဖြစ်တဲ့သူကတော့ကျွန်တော်တို့ဒါတရားဝင်သူ లై ့လွှင့်ပြီးတော့ပြောခဲ့တဲ့ဖိုင်ကျွန်တော်တွေ့လိုက်ရတယ်။တွေ့လိုက်ရတယ်။လက်ရှိမှာသူ့ကိုဒါကျွန်တော်တို့ဒီကျိုင်းတုံကိုပို့ဆောင်လိုက်တယ်လို့သူ့ရဲ့အမျိုးသမီးရဲ့ရုပ်သားဖိုင်ထဲမှာကျွန်တော်နားထောင်လိုက်ရတယ်။နားထောင်လိုက်ရတယ်။အဲ့တော့ ဆိုင်းရဲ့ဇာတိကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နယ်ကန္နာလုံးရွာလို့သိရတယ်။သူကကျွန်တော်တို့ဒီဂရာတွေဖွင့်တဲ့နေရာကတိုင်းလီနယ်ကုတ်ခိုင်မှာသူကဒီဘာသာရေးအမိခံဒီကန့်နေဖွင့်တယ်ဗျာ။တင်တန်းနေဖွင့်တယ်အဆောင်နေဖွင့်တယ်ဗျာ။အဆောင်နေဖွင့်တယ်။ဖွင့်ပြီးတော့သူကဒီအမျိုးသမီးငယ်တွေဆိုလဲသူလိန်ညုံပြုတ်တယ်။ပြီးကျွန်တော်အမျိုးသားတွေဆိုလဲမျိုးကလေးငယ်တွေဗျာ။အမျိုးသားကလေးငယ်တွေဆိုရင်လည်းပဲဒီ TNLA တို့ဒီ MMDA တို့အဲ့အဖွဲ့တွေကသူက ပြန်ရောင်းစားတယ်ပေါ့လူသစ်ဆုပေးတယ်ပေါ့အဲ့လိုနာမည်ကြီးတယ်ပြီးရင်ကျွန်တော်တို့ဒီစိုင်းရင်းနဲ့ဒီအမျိုးသမီးငယ်တွေရဲ့ဒီ interview တွေကြည့်လိုက်ပါဒီဒီကျွန်တော်တို့တောင်းတောင်းအမေးဖြေတွေကြည့်လိုက်ပါအဲ့မှာဆိုဒီကျွန်တော်တို့ဒီလိန်နဲ့ပတ်သက်တဲ့ကိစ္စတွေအောက်ပိုင်းကိစ္စတွေနဲ့ပတ်လဲရရင်ပတ်လဲရရင်ဒါတွေနဲ့ပဲသူကနာမည်ကြီးတယ်သူ သူ့ကိုဒီတရားဥပဒေကလည်းပြီးခဲ့တဲ့2013ခုနှစ်လောက်မှာသူ့ကိုတရားဥပဒေကလည်းဒီဘာလာကြီးအကြမ်းဖက်ဟောပြောမှုနဲ့ပတ်သက် ပြီးတော့သူ့ကိုကျွန်တော်တို့ဒီတရားဥပဒေနိုင်ငံကနေပြီးတော့ပြည်နယ်ပြည်နယ်တာပြစ်လိုက်တယ်ပေါ့အဲတော့ပြည်နယ်တာပြစ်တဲ့ခါမှာမြန်မာနိုင်ငံရောက်လာတယ်ပြီးတော့ကျွန်တော်ထိုင်းအောင်သူသွားတယ်ထိုင်းအောင်သွားတဲ့ခါမှာဒီလိုမျိုးကြီးဘာသာကြီးအကြမ်းဖက်မှုတွေဟောဟောပြောတဲ့အတွက်ထိုင်းဆိုရကလည်းသူပြင်နေတာပေးတယ်ပြလိုက်တဲ့ကမြန်မာနိုင်ငံကိုရောက်လာတယ်မြန်မာနိုင်ငံကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ချက်မိရမြောက်ပိုင်းတိမ့်နေတဲ့ကိုယ်ကိုင်မှာသူကဒီဘာသာရေးကန့်နေ ဘာတိုင်းကိုင်းတယ်ဘာတိုင်းခရီးရီလုပ်တယ်အမျိုးသမီးငယ်တွေဆိုလိန်ညုံပြုတ်တယ်နောက်ဆုံးခင်ဗျာဒီအမျိုးသမီးငယ်တွေနဲ့ဒါကျွန်တော်တို့ MMD တို့ထံပို့တယ် DNL တို့ပို့တယ်ပို့ပြီးတော့အဲ့မှာဒီဖာကန်းတွေသူပို့တယ်ဗျာပတ်ဆက်ယူပြီးတော့သူလူကြောင်းတာတွေလောက်တယ်အဲ့ဒီလောက်ကြောင်ကျွန်တော်တို့ကနာမည်ကြီးပါတယ်သူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကချင်နေချင်းခရီးရခရီးအဖွဲ့ချုပ် KBC ကလည်း KBC ကလည်းသူ့ကိုကျွန်တော်တို့ဒါကချင်ပြည်နယ်ကိုမလာဖို့တရားဝင်ကျွန်တော်စာရေးထုတ်တယ်ပြီးွားရင်ဒီဒီဆိုင်ရဲ့ပြောဆိုမှုတွေက ခရိယဘာသာရေးအသင်းဖွဲ့တွေနဲ့လုံးဝသက်ဆိုင်မှုမရှိကြောင်းခရိယဘာသာရေးအသင်းဖွဲ့တွေကလည်းကျွန်တော်တို့ထုတ်ပြန်မှုတွေထုတ်တယ်ဒါတော့ကျွန်တော်တို့စာရေးအခြေအနေလက်ရှိကျွန်တော်တို့စာရေးကိုတော့ထောင်းတန်းထောင်းတန်းကျွန်တော်တို့16နှစ်နဲ့အဲ16နှစ်နဲ့ကျွန်တော်တို့16နှစ်နဲ့3လအမိန့်ချမှတ်လိုက်တယ်သူအမှုရဆိုင်ရတဲ့ကာလကတော့ကျွန်တော်တို့7လနဲ့13ရက်ကြာတယ်လို့သိရတယ်သူကိုကျွန်တော်အမိန့်ချတဲ့ရက်က2025ခုနှစ်မေလ15ရက်နေ့မှာအမိန့်ချလိုက်တယ်ပြည်ပြည်ရာကိုနည်းနည်းရက်ကနေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ Thank you